မင်္ဂလာပါဗျဒီဗီဒီယိုမှာကတော့ကျွန်တော်တို့ဒီ animation cartoon ဆန်လန်တွေကိုဖန်တီးတဲ့အခါမှာဒီ low attack effect တွေပေါ့နော်ဥပမာကျွန်တော်တို့ဒီမုန်းရွာတာတို့ဒီလေတိုက်တာတို့မိဂုံထက်တာတို့မိလောင်တာတို့ပေါ့နော်ဒီအစားရှိတဲ့ effect တွေပေါ့အဲ့ဒီဟာကိုကျွန်တော်တို့ဒါ CTA ဆော့ဝဲထဲမှာဘယ်လိုမျိုးဒါဖန်တီးမလဲပေါ့နော်ဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုမှာပေါ့မျှဝေပေးခြင်းပါခင်ဗျအဓိကကတော့ကျွန်တော်တို့ဒါ ဒီ animation ကိုပြုလုပ်တဲ့အခါမှာပေါ့ကျွန်တော်တို့ကဒီဘယ် technique ကိုသုံးမလဲပေါ့နော်ဥပမာကျွန်တော်တို့ဒီ frame by frame technique လားဒါမှမဟုတ် ringy ဘိုင်းလားပေါ့နော်အသာရှိတဲ့ဒီကျွန်တော်တို့ဒီ technique အများစွာရှိပါခင်ဗျာကျွန်တော်ဒီဟာကိုဒီ effort တွေတုံးပြတဲ့အခါမှာကျွန်တော်တို့ဒီ frame by frame ကိုကျွန်တော်တုံးပြပြီးတော့ပြုလုပ်ထားပါခင်ဗျာကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ပေါ့နော်အရင်ဥဆုံးကိုကျွန်တော်တို့ဒါ CTA software တဲ့ကနေပြီးတော့ဒါ Photoshop ကိုခေါ်လိုက်မယ်ပေါ့နော် ဒါ new object နဲ့ကျွန်တော်ခေါ်လိုက်မယ်အခေါ်ပြီးသွားတဲ့အခါမှာဒါဒီထဲမှာပေါ့ကျွန်တော်တို့ဒါဆွဲကျင်တဲ့ပုံပေါ့နော်ကျွန်တော်တို့ကဒါ mi effect ကိုလုပ်มาဖြစ်တဲ့အတွက်ပေါ့နော်ဒါ mi နဲ့ပတ်သက်တဲ့ပုံကိုကျွန်တော်ကဒါ Google မှာရှာပြီးတော့ကျွန်တော်ဒါဟာလုပ်မယ်ပေါ့နော်ဒါပုံဆွဲမယ်ပေါ့ဆိုတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒါဒီပုံကို coffee ယူပြီးတော့ပေါ့နော်ဒါ CTA နဲ့ချိန်ထားတဲ့ဒီ Photoshop တဲကိုကျွန်တော်ကထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးသွားတဲ့အခါမှာဒါဒီထဲမှာကျွန်တော်တို့ဒါ အဲရလာပြီเนาะဒါပုံရလာပြီအဲ့ဒီဟာကိုကျွန်တော်တို့ဒါဆက်ပြီးတော့ပုံဆွဲရမယ်ပေါ့เนาะဆိုတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါပုံဆွဲပြီးတော့ဒီလုပ်ကြည့်မယ်ပေါ့เนาะဆိုတော့ကျွန်တော်ကဒါ Photoshop layer တကူခေါ်လိုက်မယ်ခေါ်ပြီးသွားတဲ့အခါမှာကျွန်တော်ဒါပုံဆွဲရမယ်ပေါ့နော်ကျွန်တော်ကဒါ brush တူခေါ်လိုက်တယ်ဒီမှာကတော့ပေါ့နော်ဒါ detail ကတော့ကျွန်တော်ရှင်းပြတော့မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီ photoshop နိုင်ငံစာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါ တင်ပြပေးပြီးသွားရပါတော့အဲ့ဒီမှာကျွန်တော်ဒါတစ်ချက်ပြန်လေ့လာကြည့်လို့ရပါတယ်ခင်ဗျာဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒါပုံဆွဲရအောင်ပေါ့ပုံဆွဲတဲ့ခါမှာကျွန်တော်တို့ဒါဘယ်လိုစဆွဲမလဲပေါ့နော်ကျွန်တော်ဒီမီးကိုကျွန်တော်ကဒါအရင်ဆုံးမီးညွန့်တစ်ခုကိုကျွန်တော်ဆွဲလိုက်တယ်ပေါ့နော်ဒါဆွဲလိုက်တယ်ဒီပုံဆွဲတဲ့စကေးရပါတော့ကိုရဲ့ဒါစကေးပုံမူတည်ပြီးတော့ဒါလှတယ်မလောက်ပေါ့နော်ကာလာအမှန်တမ်းမမှန်ဘူးအစရှိပဲ꿰သွားမယ်ပေါ့နော်ဒါကတော့ကိုရဲ့စကေးပုံမူတည်ပြီးတော့ဒါဟိုပြန်꿰သွားမယ်ပေါ့ အဒီမှာကတော့ဒါကျွန်တော်ကဒါအခြေခံသဘောတရားအနေနဲ့ဒါပုံကိုဒါဆွဲတယ်ပေါ့နော်ဒီမိညွန်လေးတွေကိုကျွန်တော်က light ဆွဲတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒါ animation လုပ်တဲ့ခါမှာပေါ့ဒီပုံကိုကျွန်တော်တို့ဆွဲတတ်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်မဒီမဆွဲတတ်ဘူးဆိုတော့ကျွန်တော်တို့ဒါအခြေခံအကားတော့ပေါ့နော်ဒီလုံးဝဆွဲတတ်အောင်ကျွန်တော်တို့ကလေ့လာအားထုတ်ရမှာဖြစ်ပါတယ် မှာဆိုရင်ဒါကျွန်တော်တို့အားလုံးကိုဒါပုံဆွဲပြီးသွားတဲ့အခါမှာပေါ့နော်ဒါအားလုံးကိုဆက်လက်မှတ်ပြီးတော့ကျွန်တော်တို့ဒါ alignment ပြန်ချိန်တယ်ပေါ့နော်စင်တာကိုချတယ်အဲ့ဒီမှာကျွန်တော်တို့ဒီဘယ်လိုမျိုးဒီ alignment လုံမှလဲပေါ့နော်ဆိုတော့ကျွန်တော်အောက်ခြေကိုဒီဘိုးပြုတ်ပြီးတော့ကျွန်တော်လုံမယ်ပေါ့ဆိုတော့အောက်ခြေကိုကျွန်တော်ယူလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒါအောက်ခြေကိုအခြေပြုတ်ပြီးတော့ကျွန်တော်က alignment လုံလိုက်တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါတစ်ချက်ပြန်စစ်မယ်ပေါ့နော်ကျွန်တော် layer တွေတစ်ချက်ပြန်စစ်မယ် ပြီးသွားပြီဆိုရင်ဒါကျွန်တော်အားလုံးကို group ဖက်လိုက်တယ်ပေါ့နော်တော့ကျွန်တော်ဒီ group ဖက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါ save လိုက်မယ်ပေါ့နော် save လိုက်တဲ့အခါမှာကျွန်တော်ဒါဒီ CTA ထဲမှာပေါ့ကျွန်တော်တို့ဒါ prop အနေနဲ့ကျွန်တော်ရွေးရမှာဖြစ်ပါတယ်ရွေးပြီးသွားပြီဆိုရင်ဒါဒီထဲမှာကျွန်တော်တို့ဒါပေါ်လာမယ်ပေါ့နော်ဒါကျွန်တော်ဆွဲထားတဲ့ပုံလေးပေါ်လာမယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဒါ sprite editor ကိုအသုံးပြုပြီးတော့ကျွန်တော်ဒါ animation လုပ်မယ်ပေါ့ဆိုတော့ဟုတ်ပြီကျွန်တော်တို့ ချက်ကြည့်အောင်ပေါ့နော်ဒါ S ကိုခေါ်လိုက်မယ် S ဆိုတာကတော့ကျွန်တော်တို့ဒီ separate editor ပေါ့နော်ကျွန်တော်တို့ဒါ Photoshop ထဲမှာဆွဲထားတဲ့ပုံတွေဒါဒီထဲကိုရောက်လာပြီပေါ့အဲ့ဒီမှာကျွန်တော်ဒီပုံချင်းစီကိုကျွန်တော်တို့ဒါဆက်လက်မှတ်ပြီးတော့ပေါ့နော်ကျွန်တော်ရွေးပြီးတော့ကျွန်တော်တွားမှဖြစ်ပါတယ်ဒါကျွန်တော်ကတော့ဒါ link frame လောက်ပဲခြားထားတယ်ပေါ့နော်ဒီ link frame လောက်ပဲခြားထားတယ်ဒီပုံနဲ့ဒီပုံကိုပေါ့ဒါ speed ဒီ speed အနည်းအမြန်ကတော့ပေါ့နော်ဒါကိုယ့်ရဲ့ကိုလိုချင်တဲ့ပုံမူတည်တယ်ပေါ့ ဒါ link frame 3 frame လောက်ပေါ့နော်အဲ့လိုမျိုးဟာဆိုတော့ဟုတ်ပြီဒီမှာဆိုရင်ဒါကျွန်တော်ကဒါ key frame လေးရှိတယ်ပေါ့နော်ဒီမှာ fire s s ဆိုတာကျွန်တော်ဒါ surprise ကိုဆိုလို့ ਆ ဖြစ်ပါတယ်ကျွန်တော်ဒါအခုဆိုလို့ရှိရင်ဒါကျွန်တော်ဒါ me ဆိုတဲ့ animation ကိုကျွန်တော်ရလာပြီပေါ့နော် me လောက်နေတယ်ပေါ့နော်အာဒီ speed အနည်းအမြန်ကတော့ဒါနောက်ပိုင်းမှာကိုလို့ကျွန်တော်ပြန်ချိန်ပေါ့နော်ဒါကကျွန်တော်ဒီ technique ကိုရှင်းပြပေးတာဖြစ်ပါတယ်ဆိုပြီးတော့ select map ပြီးတော့ကျွန်တော်က configure ပြီးတော့ ဒါတစ်ချက်ပြန် page လုပ်တယ်ပေါ့နော်လူပြန်ပတ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ animation ကိုဒါဒီပုံထဲမှာတခါရဲ save သုံးခြင်းတယ်ပေါ့နော်သုံးခြင်းတဲ့ခါမှာကျွန်တော်တို့ဒါ color clip ကိုခေါ်ပြီးတော့ဒီ separate editor keyframe လေးတွေကိုကျွန်တော်တို့က select map ပြီးတော့ all select map ပြီးတော့ right click နေပြီးတော့ကျွန်တော်တို့က add to action menu ကိုတွားมาဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော် action ကို0 sorry okay ပေါ့နော် အနိုင်လိုက်ပြီဆိုရင်ဒါအဲ့ထဲကိုဝင်သွားမှာဖြစ်ပါတယ်အဲ့မှာကျွန်တော် regular နဲ့ပြီးတော့အရှင် menu ကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ဒီမှာအရှင်ကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာကျွန်တော်ဒီ motion နဲ့ကိုတွားမယ်တွားပြီးတွားတဲ့အခါမှာဒါပေါ်လာမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါလိုအပ်တဲ့ဒါ effect ကိုရပြီပေါ့နော်ဒါ mi effect ပေါ့အဲ့မှာဒါ remove လုပ်ပြီးတော့ဒါပြန်ထည့်ကြည့်မယ်ပေါ့ add to action menu ထဲကဒါ action ပေါ့နော် action ကိုခေါ်လိုက်အဲအဲ့ဒီဟာကိုကျွန်တော်တို့ကဒါကိုလိုချင်တဲ့ ထိုင်းလိုင်းပုံမူတည်ပြီးတော့လူပြန်ဖတ်မယ်ပေါ့ဟုတ်ပြီဒါကိုဘလောက်အထိလိုချင်လဲပေါ့နော်ဒါလိုချင်တဲ့ပုံမူတည်ပြီးတော့ဒါဆွဲဆန်းလိုက်ရုံပါပဲဆိုတော့ဒါကတော့ကျွန်တော်တို့ဒါဒီ mi effect ကိုကျွန်တော်တို့လောက်တာဖြစ်ပါတယ် အဲအဓိကတော့ကျွန်တော်တို့ဒါ collagen effect ကိုပုံလိုက်ဆွဲရတာဖြစ်ပါတယ်။တော့ဒီ frame by frame သဘောတရားပဲပေါ့နော်။ဒီရလာတဲ့ပုံကိုကျွန်တော်တို့ဒါ Photoshop ပဲထည့်တယ်။ထည့်ပြီးတော့ CTA ထဲမှာပေါ့နော်။ဒီ sprite editor အသုံးပြုပြီးတော့ကျွန်တော်တို့ဒါ animation အလိုတကူပြန်သုံးလို့ရအောင်သုံးပြန်ပြီးတော့ save ထားရတာပေါ့နော်။ကျွန်တော်အဲ့ဒီဟာလေးပါပဲ။ပြီးတော့ကျွန်တော်တို့ဒါထပ်ပြီးတော့နောက်ဒီ project တွေမှာပေါ့နော်ထပ်သုံးလို့ရအောင်ကျွန်တော်တို့ဒါထပ်ပြီးတော့ save ထားတယ်။ ကျွန်တော်တို့ဒါ prop အနေနဲ့ပဲဒါ fire ဆိုပြီးကျွန်တော်က save ထားတယ်ပေါ့နော်ဒါနောက်ပိုင်းမှာကျွန်တော်တို့ဒါဒီ effect ကိုကျွန်တော်ထပ်ပြီးတော့ပြန်သုံးလို့ရပြီပေါ့ဟိုလိုချင်တဲ့ project တွေမှာပေါ့နော်ရပြီဒါဆိုရင်ဒါကျွန်တော်တို့ဒါ me effect ကိုကျွန်တော်တို့ပြုလုပ်ပြီးသွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီတင်ကန်းဆာမှာကတော့ကျွန်တော်တို့ဒါ CTA software ထဲမှာ me effect ကိုဘယ်လိုမျိုးအလုပ်လဲဆိုတော့ကျွန်တော်ရှင်းပြတာဖြစ်ပါတယ်။ဆိုတော့ဒီ technique ကိုအသုံးပြုပြီးတော့ဒါ channel effect တွေပေါ့နော်ဒီမိုးရွာတာတို့မိဖို့ထွက်တာတို့ဒီလေးတိုက်တာတို့ ီအစားရှိရပေါ့နော်ဒီ effort တွေကိုဒါကိုယ်ပါလာကိုပြန်ပြီးတော့လုပ်ကြည့်လို့ရပါတယ်ခင်ဗျအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ